အားလုံးပဲမင်္ဂလာပါမကင်ဂျီမဆန်းယောက်သူတို့ရဲ့ YouTube channel လေးနဲ့ Facebook channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တော့မလုပ်ပါဘူးဒီနေ့တော့မြတ်တောင်တူလေးတွေတက်နည်းတွေကိုပြမှာပဲဖြစ်ပါတယ်သူ့အများဆုံးအမေးများမြတ်တောင်တူလေးဘလို့တက်လဲအမျိုးသမီးရဲ့ကွာမြတ်တောင်ပေါ်တာတော့လွယ်တယ်သူကမြတ်တောင်လေးကိုကော့တတ်ကြတယ် ကိုယ်မမျက်တောင်တက်ဖို့ကြတော့ခက်ခဲရည်လေးနော်မှန်ကြည့်ပြီးကောင်းတက်တဲ့ဟာလေးအဲ့ပုံစံလေးကိုသူကပြသပေးမှာပဲဖြစ်ပါတယ်သူချစ်ရတဲ့အမျိုးသမီးတူကြီးတက်ကိုပြသပေးမှာဖြစ်ပါတယ်အဲအဲ့တက်ကြောင်သူ့ရဲ့ YouTube channel ကို like and subscribe လုပ်ပြီး Facebook page ကို like and follow လုပ်ပြီး makeup link နဲ့ blog လေးကိုလည်းမကြမကြတင်ပေးမှာပဲဖြစ်ပါတယ်ကဲမျက်တောင်တွေတက်မယ်ဆိုဘမလည်းမျက်တောင်ဘမလည်းမျက်တောင်ဟာအော်အော်အော်ကဲအော်မျက်တောင်တွေတက် ကဲအာကဲမျက်တောင်တွေကိုအများကြီးလာပြီကဲမျက်တောင်တက်မယ်ဆိုလို့ရှိရင်မျက်တောင်ကစိတ်ပေါင်းများစွာရှိရယ် brand ပေါင်းများစွာရှိရယ်ပေါ့နော်အဲ့တော့ဒါဆိုသူဆိုလို့ရှိရင်လည်းဒီမှာနှလုံးသားအရင်ကြီးဒီမှာအများကြီးပေါ့ပြပါဦးမှာတကယ်မျက်တောင်တွေဆိုလို့ဒါမျိုးကိုလေအိမ်မှာလည်းနောက်ထပ်နှစ်ပုံးလောက်ရှိသေးတယ်ဒီမှာဒီမှာဘုံးတွေဒီမှာကြည့်အများကြီးပဲကိုကဝါသနာပါတာဟိုနော်အလားပါရရအောင်လည်းကြံလို့တယ်ဝါသနာလည်းပါတာဖြစ်တဲ့အတွက်မျက်တောင်တွေကိုရှိရယ်ပေါ့နော်ကဲဒီနေ့တော့ အလွယ်ဆုံးမျက်တောင်တက်နည်းလေးကိုမျှဝေပေးမှာပဲဖြစ်ပါတယ်မျက်တောင်တက်မယ်ဆိုလို့ရှင်ကဲဒါလေးတွေပေးဖယ်လာအောင်မယ်မျက်တောင်တက်မယ်ဆိုလို့အက်ချက်လေးဒိုလာချက်ကလေးတွေကိုသူကအရင်ဆုံးရောက်ပြပေးမှာပဲဖြစ်ပါတယ်ဒီမျက်တောင်လို့ပြပါရှင်ဒါလေးကတော့လောလောဆယ်မျက်တောင်တက်မယ်ဆိုလို့ရှိရင်ဒါလေးကတော့ natural sun နဲ့ဒီမျက်တောင်ကက်ကလေးကိုတက်ပြပါမယ်ဖြစ်ပါတယ်။အဲဒါလေးကတော့လုံးဝ လူရဲ့အပြင်အမွေးပေါ့နော်လောက်ထားတာဖြစ်ပြီးတော့လုံးဝမျက်လုံးမှတလိုက်မယ်ဆိုရင်တဘာဝမျက်တောင်လေးအတိုင်းကိုရှိနေမှာပဲဖြစ်ပါတယ်ကဲလေးတောင်မျက်တောင်တက်မယ်ဆိုရင်ဘာလိုပဲလဲတင်တန်းမှလည်းအငြင်းတင်တယ်အရင်ဦးဆုံးလိုအပ်တာကမျက်တောင်ညက်လေးပဲဖြစ်ပါတယ်ဒါမျက်တောင်ညက်လေးခြင်ထားပြီးပြလိုက်ပါဒါကတော့ဇာကနာလေးပေါ့နော်ဇာကနာအကြီးတေးလေလိုပါတယ်ရှင်ပြီးလို့ရှိရင်ကက်ကြီး ကက်ကြီးကတော့မျက်တောင်မျက်တဲ့ကက်ကြီးပေါ့နော်မျက်တောင်လေးကတိတိလေးဖြစ်နေတဲ့ကက်ကြီးစပင်ညက်တဲ့ကက်ကြီးတွေညံ့နေတယ်အစင်မပြေဘူးနော်တမီးနော်ဘာလို့လဲဆိုတော့အကုန်ပါသွားတာလို့ညက်ကက်ကြီးရဲ့ကြီးတွေတော့လေမကောင်းမငန်းဖြစ်တာဖြစ်တဲ့အတွက်လွတ်လွတ်သားဖြစ်တဲ့ကက်ကြီးလေးလို့ပါတယ်ပြီးတော့ရှင်နော် မက်စကာရာပဲဖြစ်ပါတယ်ပြီးလို့ရှိရင်ဒီဂွန်းနံလေးတွေလိုပါတယ်ဂွန်းနံလေးတွေကတော့ပေသွားရေသွားလို့ရှိရင်ပြန်ပြီးတော့တုပ်ကိုတုပ်ရအောင်ပေါ့နော်ခါတဲ့စကားပြောနေတုပ်လိုက်တော့လိမ့်လိုက်တာတော့ပါဖြစ်တယ်အမြန်တော့ဒါလိုအပ်ချက်တွေရှိရင်ဒါဖြတ်ဖို့အတွက်ကိုသုံးနာဆက်ပြီးရင်အရေးကြီးတဲ့ဆက်ဆံကတော့ပေါ်ပါလေရှင်ဒါကတော့မြတ်တော်ကက်တဂိုလေးတွေပဲဖြစ်ပါတယ်မြတ်တော်ကက်တဂိုလေးကလည်းဒါ မျက်တောင်မှာအရေးကြီးရပါတော့ဒါပေမဲ့နောက်ပိုင်းတော့လေတန်လိုက်မျက်တောင်လေးတွေပေါ်တယ်ပြီးရင်ကော်ပါဗီတာလေးပေါ်ဒါပေမဲ့ကော်မဘာလိုက်မျက်တောင်ကတော့အများစုဆက်တာပဲเนาะပိုးကတော့ကော်မဘာလိုက်မျက်တောင်လေးကတော့ပို့ပြီးခြိုက်ပါကဲမျက်တောင်ကမဆိုတော့မျက်တောင်လေးကိုခွာပါမယ်မျက်တောင်ခွာတဲ့အခါမှာစိတ်လောပြီးတော့ဇိုးကနေဆက်ကနေခွာလို့မရဘူးเนาะမျက်တောင်ကလည်းတန်မိုးရှိရတစ်ခုတစ်ခုကိုခုဆိုလို့ရှိရင်ချစ်ထောင်တပောင်စသည်ဖြင့်ဆိုတော့တန်မိုးရှိတော့မျက်တောင်လေးကိုဖြည်းဖြည်းပဲလက်ကလေးနဲ့ခွာပြီးတော့ ူပါမယ်။လက်ထဲကိုပြပြချင်းပဲပြီးရင်ဒီမှာရှိတဲ့မြက်တာကဗာလေးတွေကိုဖွားမလဲ။ကော်လက်ကြံ။ကော်လက်ကြံလေးနော်အမြဲတမ်းတင်တတ်မှဆိုလဲတင်ပြီးတယ်ကိုတင်တတ်သူတွေဘာလို့ကိုယ်တိုင်လုပ်တဲ့ခါမှာအခက်အခဲဖြစ်မှာဆိုတာဖြစ်တဲ့သူအမြဲတမ်းဆရာသားမချမ်းပဲအမြဲပြောဖြစ်တယ်။ကိုရှိမှတင်တတ်တဲ့ကလေးတိုင်းရောလေအဲ့ဒါကိုပြီးရယ်နော်ဘာလို့လဲဆိုတော့ ပုံပုံလုံးကိုကဲဒါလေးကတော့ဒီလိုလုပ်ရတဲ့အသေးစိတ်ပေါ့နော်အပုံလုံးကိုသူကရှင်းပြပြပါတယ်ကဲဒါလေးကတော့ကဲပါလိုက်တယ်ပေါ့နော်ပေါ်လက်ကြံလေးရမရှိဘူးဆိုလို့ရှိရင်ဘာဖြစ်လဲဒါလေးလုပ်ရမလဲအဲကတိလေးနဲ့ထောင်လေးညဒါရဲ့လေသူရှိမှသင်တန်းတက်ပြီဆိုရင်လေ understanding ကိုအပုံလုံးဒါတိထားပြီးသားပေါ့နော်အပုံလုံးပြောကြမှာဒီမှာကဲသူတို့ထောင်လေးကိုညက်ပြီးပြီဆိုတော့ညက်တောင်လေးကိုပေါ်တော့မှာပဲဖြစ်ပါတယ် အော်ကော်မတုတ်ခင်မှာမျက်တောက်မျက်ကလေးနဲ့သူတို့ဒါလေးကဒီလိုမျိုးဆိုလို့ရှိရင်သူတို့ဒါဘယ်ပဲပေါ့နော်မျက်တောက်မျက်ကလေးနဲ့အရင်ဆုံးမျက်လုံးကိုညက်မှာပဲဖြစ်ပါတယ်ညက်ပြီးတော့ညက်တောက်လည်းမကော့သွားပါဘူးပြလိုက်ပါအောင်ဒီပြက်ကလေးညက်တောက်လေးကော့သွားပါပြီအဲ့ဒါလေးကိုမှအဲ့ဒီပေါ်မှာကတ်ပါမယ် အောက်ကတော့နိုင်နိုင်တွေပါတယ်တော့မဆွဲတော့ပါဘူးအဓိကကသူကမျက်တောင်လေးကိုပဲပြကျင်တာဆိုတော့လေခေါ်လေးတုတ်ပါမယ်ခေါ်လေးတုတ်ပြီးသွားလို့ရှိရင်သူ့ကိုတက်မဲ့စာကဏ္ဍလေးနဲ့အဖျားစာလေးကိုတိုင်းမယ်ဒီလိုလေးအောက်ခြေလေးကိုဒီလိုလေးဝိုင်းပေးမယ်နော်ဝိုင်းပေးပြီးသွားလို့ရှိရင်သူ့ကိုမျက်တောင်လေးကိုပန်းကားရှိရင်တော့ပန်းကားလေးနဲ့ပေါ့ပဲပုတ်ပေးမယ်နော် င်းပန်းနာလေးတွေနဲ့မှုတ်ပေးပြီးရင်ရက်တောင်မျိုးကိုအောက်ကြည့်ဆိုပြီးတော့ကွန်ကိုတက်လို့လည်းရတယ်เนาะဇာကလာလေးနဲ့ကွန်ကိုလည်းအဲ့လိုမျိုးတက်ကြည့်လို့ရပါတယ်ဇလုံးပြကြည့်ပါဦးကဲမြတ်တောင်လို့ပေါ်ညွန်လာပါဒီကောဝါလေးဆက်ဆောက်ခြင်း၃၃ခြင်းဆိုရင်သူကမ၆သေးဘူးပေါ့เนาะ မချောက်သေးဘူးပေါ့အဆူပေါ့အစ်စ်ပဲဆိုလို့ရှိရင်တော့နည်းနည်းလေးလေလေးကြကြလေးမှုတ်ပြီးတော့မတက်ပြီးတော့အမျက်လုံးလေးမိတ်ထားပါအောင်ပေါ့ဒီမှာပြတ်တန်းလာလေးနဲ့မှုတ်ပြီးအမျက်လုံးပြည့်ကြည့်လိုက်ပါအောင်ညက်တောင်တက်တဲ့ဘက်နဲ့မတက်တဲ့ဘက်ကအရန်ကိုထိတာပါတယ်နော်ကဲမက်စကာရာလေးနဲ့အရင်ကဒီအောက်ခြေအောက်ခြေညက်တောင်လေးနဲ့အပေါ်ညက်တောင်လေးနဲ့ကိုယောလိုက်ပါမယ်ရှင် ကြည့်ပါအောင်အောက်မျက်တောင်လေးလည်းပေါ်ပြပါမယ်အောင်မြတ်တောင်လေးတွေကတော့အချိန်ရလို့စိတ်ရှင်စိတ်ရှိသလိုကိုယ်အချိန်ပေးပြီးကော့လို့ရပါတယ်။နော်ဒါလေးကအောင်မြတ်တောင်ပပားလေးပေါ့နော်။ဒါဆိုလို့ရှိရင်သူတို့ဘာဖြစ်သွားပြီလဲဆိုတော့လေမျက်တောင်ပါတဲ့ဘက်နဲ့မျက်တောင်မပါတဲ့ဘက်ကအရင်သိတာအဲ့တော့မျက်လုံးကလုံးရဲ့လေဒီ eye power ပေါ့နော်သူမျိုးနော် eye power ကဘာသိတာကြည့်လိုက်ပါအောင်။ရမ်းကွာဝိုင်းမျက်တောင်တက်တဲ့ဘက်နဲ့မတက်တဲ့ဘက်ကို เนาะအရင်ကတာပါပြီကဲဒီဘက်တစ်ချောင်းကိုလည်းညက်ပြီးတော့မြတ်တောင်လေးတက်ပါမယ်ခုမှအလားကျင်မဲ့မျိုးသမီးတွေဘက်ကတော့သူ့ရဲ့ဒီ YouTube ဒီဗီဒီယိုလေးကအရန်ကိုအသုံးဝင်လိမ့်မယ်လို့သူကတော့ညွှန်လင်းပါတယ်။ဟိုတိကျင်တာလေးရှိရင်ကိုလုတ်ချင်တာလေးတွေရှိရင်လည်းအဲသူ့ကိုမေးပေးပါတော့ comment မှာမှတ်ပေးပါ။အရန်ကိုလွယ်ပါတယ်မျက်တောင်မှာပေါ်ချိုးလေးတွေကိုအရင်ဆုံးဒီမှာခွာထုတ်ရမှာဖြစ်ပါတယ်။ အဲ့ကော်ဂျိုးတွေရှိနေမြက်တောင်ကြီးအပေါ်မှာတစ်ထက်ကြီးထူနေသလိုကြီးဖြစ်ပြော်လေးမကတ်တော့ဘူးလေနော်အဲ့တော့ဒါလေးကိုခွာမယ်ကော်ဂျိုးလေးတွေကိုအရင်ဆုံးဆိတ်ရှိတဲ့ရှင်နဲ့ပွားပါတယ်စက်ခနဲ့မဆွဲလိုက်တော့မြက်တောင်ကအရန်ပြက်စီးလွယ်တယ်ပေါ့နော်တကယ်မြက်တောင်ကောင်းလေးကနုနုလေးနော်ကျိုးလေးတွေနဲ့လောက်ထားဆိုနုနုလေးဖြစ်နေတာโอเคအဲ့တော့ကကြီးလေးနဲ့ချီနောက်တွေအကုန်လုံးကိုညက်ပါမယ်ဒီလိုရှိရင်ထုံးစံတိုင်းသူဘာလုပ်လဲဘောလေးတော့မယ်နော် control လေးတုတ်ပြီးရင်ဒီမှာ dryer လေးနဲ့ပုတ်ပါမယ်။ဒါကတော့ chip pan လက်ကလေးပါ။နော် call လေးကိုသူကဟောအစ်စ်ဆို call အစ်စ်ဆိုနည်းနည်းလေးတော့ကြာကြာလေးလေးမှုတ်ပေးရပါဘောနော်။မှုတ်ဆိုလို့ရှိရင်သူကမချောက်တော့ဘူးဗောနော်။ Okay okay ဒါဆိုလို့ရှိရင်လေးလည်းမှုတ်ပြီးဆက်လိုက်ပြီဆိုရင်တန်ပြီးတော့အရန်လွယ်ရေနော်။ကိုယ့်အကူလည်းအိမ်မှာဇာကနာလေးနဲ့မှန်လေးနဲ့တက်ပြီးတော့ တက်ကြည့်ပါအောင်ကြည့်ကြည့်ပါအောင်နောက်နေ့ကျရင်သူ့ကိုယ်တိုင်းသာကနာလေးနဲ့ကောင်းတက်တဲ့နည်းလေးလည်းပြပေးပါမယ်။နော်မျက်တောင်ကိုခုတက်လိုက်ပြီဆိုတော့မျက်လုံးနှစ်ဖက်ကလေးကညီသွားပါပြီ။မျက်လုံးခွင့်ကြည့်ပါအောင်။လာတာတော့ပါပြီ။ကဲမက်စကာလေးကော်ပြီးပါအောင်မယ်။ဟုတ်ပြီကြည့်ပါအောင်။အောက်ကြည့်ပါအောင်။

သူကမျက်တောင်လေးတက်လိုက်ပြီးဆိုရင်ကိုမျက်လုံးကအိုက်ပါပါရှိပါဘူးသူကမျက်လုံးလေးကလေဟိုဘယ်လိုမှအရေးလေးလဲဘာဓာတ်ပုံရိုက်တာတော့ပေါ့ဆိုရင်လည်းအရန်ကိုလာတယ်အစင်လည်းပြည့်တယ်ပေါ့နော်အဲမျက်တောင်တက်တာအခက်အခဲဖြစ်နေတယ်မမိုင်ခါလေးလေးလည်းဒီဗီဒီယိုကြည့်ပြီးအစင်ပြေလိမ့်မယ်လို့သူကမျှော်လင့်ပါတယ်အဲသူ့ရဲ့ YouTube channel လို့လည်းလား subscribe လို့ Facebook လို့လည်း follow လုပ်ထားပါအဲဒီ makeup လိမ့်ပုံလေးတွေကိုသူအားရအားသလိုအစင်တင်တယ်လို့အမြဲတမ်းရိုက်ပြီးတော့ကိုချစ်ရတဲ့အဲအမျိုးသမီးတို့တက်ကိုတင်ပေးပါရဖြစ်ပါတယ်ခုဒီလိုနေတဲ့အခါမှာတချို့ဆိုလို့ရှိရင်မျက်တောင်ထောင်လေးဆို ဲရှိရနော်အဲအဲ့မျိုးတမျောခုတန်းစူးလိုက်မစူးအဓိကတော့ပါလဲဆိုဒီ take ကလေးတို့ညှက်လိုက်ညှက်ဖို့လိုတာနော်ရှေ့ take ကလေးအစောလေးနှစ်ဖက်ကိုမလှုပ်ဘဲနဲ့တော့တက်ရနော်မျိုးလုံးကဇက်တက်ဇက်တောက်နဲ့စူးရက်တယ်ပေါ့နော်အဲ့တော့သတိထားပါပြီးတော့ mascara ကိုပေါ့တယ်ဆိုလို့ရှိရင်လည်းအရန်ကြီးပေါ့နော်ကပ်ပြီးတော့ထိုးပြီးတော့မကော့ပါနဲ့အဖျားလေးနဲ့ပဲကော့ပေးပါပေါ့နော်အဲ့ဆိုရင်လှပတဲ့မျိုးဝန်းတစုံကိုရရှိမှာပဲဖြစ်ပါတယ်အားလုံးလည်းအဲဒီဗီဒီယိုလေးကိုကြည့်ပြီးတော့မျက်တောက်တက်တာလေးကိုလည်းကျင်းနေနေသိမ့်လိမ့်မယ်လို့သူကထင်ပါတယ်နောက်ဗီဒီယိုပေါင်းများစွာမှာဆုံဝမယ်စကားပြော ောင်းမိုင်းပါတဲ့စပုံမိုင်းပါနေအဲခွင့်လို့လို့ပြပါเนาะနောက်ပြပါများသာမှာစုံပါမယ်တကား